အပြင်38မင်းထဲမှာရွှေနဘီနတ်ဆိုတာဘယ်လိုနှမျိုးလဲဆရာတော်တဲ့လင်းတယူပြီးတော့ရင်ပူမိပြီးတည်တဲ့နတ်ပါနော်လက်ရှိအတွင်း38မင်းအပြင်38မင်းအများစုကအစိမ့်တွေလို့ဖတ်မိပါတယ်ဖရာရှင်းပြပေးပါဖရာတတိတော်ကတော့ ယရနာ၃ပါးပဲစိတ်ထဲမှာရှိပါတယ်တဲ့ပါထေယဝတ်အာတာနာတိယတုပါဠိတော်၌လာသောအိန္ဒနတ်ခေါ်တရားမင်းကနေစပြီးတေရီတကယခတေနာပတိနတ်အထိ38ပါးသောနတ်တွေကအတွင်း38မင်းဖြစ်ပါတယ်အဲ့ဒီနတ်တွေကတာမာဒီဝနတ်တွေပါနတ်စိမ့်တွေမဟုတ်ပါဘူးเนาะတချို့ကအတွင်း38မင်းကိုနတ်စိမ့်တွေလို့ထင်တတ်ကြပါတယ်တာမာဒီဝနတ်တွေပါ ဒါဆိုရင်နှစိမ့်ကဘယ်ဟာဖြစ်မလဲအပြင်38မင်းထဲမှာအိန္ဒနတ်ကိုတရားမင်းပြန်ပါလာတဲ့အတွက်အိန္ဒနတ်ကိုဖယ်ထားလိုက်ပြီးအိန္ဒွေးမင်းမဟာဂီရီကနေရွံ့ဘယင်နတ်အထိ36ယောက်သောပုဂ္ဂိုလ်တို့သည်နှစိမ့်တွေဖြစ်ပါတယ်သူတို့တွေကညာတော်အဖြစ်အသေးဆိုးနဲ့တရားရတာပါဒါကြောင့်အတွင်38မင်းအပြင်38မင်းအလုံးသည်နှစိမ့်တွေမဟုတ်ပါဘူးအပြင်38မင်းထဲက 36ရောက်သောပုံကိုယ်တွေကသာနှစိမ့်တွေဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အပြင်38မင်းထဲမှာရွှေနဘေနတ်ဆိုတာဘယ်လိုနှမျိုးလဲဆရာတော်တဲ့။လင်းတာယူပြီးတော့ရင်ပူမိပြီးတည်တဲ့နတ်ပါနော်။အဲ့ဒီရွှေနဘေဆိုတဲ့အမျိုးသမီးကတရမျိုးအနောက်ဘက်မြင်းတုံးမျိုးသူဖြစ်ပါတယ်။သူကငကားတကောင်နဲ့ညားပြီးတော့ရင်ပြစ်သွားတဲ့အတွက်ကြောင့်လင်းကိုဆွဲလန်းတဲ့စိတ်နဲ့တရားကနေနတ်ဖြစ်တာတဲ့။ နောက်သမိုင်းတစ်ခုကအဲ့ဒီရှင်နဘီဆိုတဲ့အမျိုးသမီးကလူလင်တယောက်နဲ့ညာပြီးလင်ကဖြစ်သွားတဲ့အတွက်ကြောင့်လင်ကိုဆွဲလန်းတဲ့စိတ်နဲ့တရားကနေနှက်ဖြစ်တာတဲ့ဟောနောက်သမိုင်းတစ်ခုကြတော့လေပဲအဲ့ဒီရှင်နဘီဆိုတဲ့အမျိုးသမီးကငကားအမျိုးနဲ့ဖြစ်ပြီးမောင်တင့်တယ်နဲ့ညာတာတဲ့တော်တော်ရှုပ်တဲ့သမိုင်းနော်ဘလို့ပဲဖြစ်ဖြစ်ရှင်နဘီဆိုတဲ့နှက်ကလင်တာယူပြီးတော့လင်ဘူးမိပြီးတည်တဲ့နှက်ပါနော် အရှင်ဖရာငါကိုးကွယ်ခြင်းရဲ့အကျိုးအပြစ်ကိုအများသိအောင်မိန့်တော်မူပေးပါလားအရှင်ဖရာတဲ့တန်ယုတ်တနိကေလက္ခဏတန်ယုတ်ဒုတိယဝက်မင်ကုလိတိတုံမှာမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကကောင်းကင်၌တွာလာနေသောအနတ်အသက်မကောင်းသည့်အလွန်ရုပ်ဆိုးတဲ့ပြိတ္တာမတစ်ကောင်ရှိပါတယ်အဲ့ဒီပြိတ္တာမကိုကြီးတွေလဒတွေကဝိုင်းဝန်းပြီးထိုးစိတ်တဲ့အတွက်အလွန်နာကျင်လွန်တာကြောင့်ထိုပြိတ္တာမဟာနှိမ့်စဉ်အော်ဟစ်နေရပါတယ် အဲ့ဒီအကြောင်းအရာကိုဖះရှင်ထံလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကထိုတိဒါမတိဒုဗဝတုံးကနတ်ကိုကိုးကွယ်ယုံကြည်သူနတ်ဝန်တဲ့တူဖြစ်ပြီးလူတွေကိုအယူမှားအောင်ဟောပြောတဲ့အတွက်တေလွန်တဲ့အခါမှာအခုလိုတိဒါဖြစ်နေရခြင်းဖြစ်တယ်လို့ဟောကြားတော်မူပါတယ်။ဒါဟာနတ်ကိုကိုယ်ချင်းရဲ့အကျိုးအပြစ်ပဲဖြစ်ပါတယ်နော်။အရှင်ဘုရားတပည့်တော်ပစ္စည်းခိုးတဲ့လူကိုသိနေပေမဲ့မမုန်းကျင်ပါဘူး။တရားနဲ့ဘယ်လိုဖြေရမှလဲဘုရားတဲ့။ တခါတုန်းကလေဒီဆရာတော်ကြီးတွေအိမ်တအိမ်ကနေဆုံဖုံပေးပြီးပြအထွက်ဖနက်ချွတ်ထားတဲ့နေရာကိုကြည့်လိုက်တော့ဆရာတော်ကြီးရဲ့ဖနက်မတွေ့တော့ပါဘူးဖနက်ပြောင်းနေပါတယ်တခြားသောတန်ကားတွေကသူတို့ရဲ့ဖနက်ကိုစီးပြီးအသီးသီးပြန်ကြွသွားတော့လဲပဲဆရာတော်ကြီးကတော့သူဖနက်ချွတ်ထားတဲ့နေရာလေးကိုငေ့ကြည့်ပြီးမတက်ရက်နေပါတယ်ဆရာတော်ကြီးဖနက်ပြောက်သွားတာကိုသိတဲ့တကားတယောက်ကဆရာတော်ကြီးထံရောက်လာပြီး ဖနှက်ပြောက်သွားလို့စိတ်မကောင်းမဖြစ်ပါနဲ့ဖေဟာတတိတော်ဖနှက်အစ်စ်တရန်လှူပါမယ်လို့လျှောက်ပါတယ်အဲ့ဒီအခါမှာဆရာတော်ကြီးကဖနှက်ပြောက်သွားလို့စိတ်မကောင်းဖြစ်နေတာမဟုတ်ပါဘူးဘဝတစ်ခုမှာတုန်းကသူများဖနှက်ကိုခိုးခဲ့မိလို့ငါဖနှက်ပြန်ခိုးခံရတာပဲလို့တွေးမိပြီးရှက်နေတာပါလို့ပြန်မိန့်ပါတယ်လောကမှာဘယ်အရာမှအကြောင်းမဲ့မဖြစ်ပါဘူးအကြောင်းကြောင့်အကျိုးဖြစ်တာပါမပန်ရှင်ရဲ့ပစ္စည်းအခိုးခံရတယ်ဆိုတာက မပန်ရှင်ဟာဘဝတစ်ခုမှာတုန်းကသူများပစ္စည်းကိုခိုးခံပြီလို့ဖြစ်ပါလိမ့်မယ်။ဘယ်လိုတရားနဲ့ဖြည့်သိမ်းရမလဲဆိုရင်ငါပစ္စည်းအခိုးခံရတယ်ဆိုတာဟာငါကဘဝတစ်ခုမှာတုန်းကသူများပစ္စည်းကိုခိုးခံပြီလို့ဖြစ်လိမ့်မယ်။အခုငါပစ္စည်းကိုသူများခိုးပြီဆိုတော့ငါဝေကြွေကြည်ပြီလို့နှလုံးသွင်းပြီးဖြည့်သိမ်းလိုက်ပါနော်။